ခုမေလာဒုတိယပတ်မိုးဥကာလကစလို့ဝိုးသက်ထန်စွာရွာသွန်းတာလေပြင်းတိုက်ခိုက်တာဗိုလ်ချိုးဖြစ်တာတွေဖြစ်ပေါ်လာနိုင်လို့တတိပြုနေထိုင်ကြဖို့လိုအပ်တယ်လို့တတိပေးထားပါတယ်။တနိုင်ငံလုံးလိုလိုမှာနေ့အပူချိန်တွေမြင့်ခဲ့ပြီးမိုးသိပ်တောင်တွေဖြစ်ထွန်းကမိုးလေကျန်းတာတွေကြုံတွေ့လာနိုင်တယ်လို့ဆိုပါတယ်။မေလအတွင်းဖြစ်ပေါ်လာနိုင်တဲ့မိုးလေဝသအခြေအနေတွေကိုမိုးလေဝသနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှုဦးလာထွန်းကအခုလိုပြောပြထားပါတယ်။ ဘယ်ရလဲလို့တော့ပြောလို့တော့မရဘူးခုဟာနော်ဟိုဟိုမော်ဒယ်ရရတော့ဟိုပြောက်ဒီဟိုပြဒီဟိုချိန်ပြဒီချိန်ပြဒါတော့တိထားမှာတော့ဟလာဒီလိုဒီကာလမှာလေရုမြင့်တက်မှုဖြစ်ခင်နေရမှာဘူးကြဖြစ်တဲ့အတွက်ဘုရားလေဦးကြဖြစ်တဲ့နောက်ဒီတချို့တွေသားတွေဆိုတော့လည်းမိုးမိတ်ဘုဘုဘုံသေးတော့မိုးရွာလာဖြစ်တဲ့အဲ့တော့နေရင်းတိုက်တာတွေ နော်ဒီနယ်ထဲမှာဆိုရင်လည်းလေမှုမမြင်သက်မှုအကြာတွေကတော့ခဏခဏဖြစ်နေတာပေါ့နော်အဲ့ဒါဖြစ်တိုင်းဖြစ်တိုင်းလည်းဒီဘက်မှာမိုးရွာတာတွေရှိတာပေါ့နော်အဲ့ဒါတတိကားပဲတွေ့ရမှာတော့ပြောလို့မရဘူးနော်ပြောလို့တော့မရဘူးကျွန်တော်တို့လူပြားနဲ့ရအောင်ပြင်ပြညာမယ်နော်ဒါကျေဘယ်နည်းမှာဖြစ်နိုင်လဲဆိုတာကိုပြညာမယ်နော်။ဒီချိန်ကဘာမှပြောလို့မရသေးတဲ့အနေထားဖြစ်နေတယ်။လူလူမြင်တတ်မှုတွေလည်းရှိနေတယ်နော်။ဘူးရဒီကတော့မုတ်တော့မုတ်တော့အဝင်ကတော့ မိုးလေဆိုတော့ဒီအတိုင်းပဲမိုးကျန်းနေလေကျန်းနေလို့နော်အဲဒါမိုးလေရောမိုးရောဟိုပရိသတ်တော့ပဲနော်ဒီလေမျိုးကလေမြင့်တိုက်တာလို့ပြောတာနော်မိုးကြီးပြတာဒါလေးတက်တာဒီချိန်ကာလတတိယရောက်နေပါလားအခုလက်ရှိကတော့မိုးကြိုကာလာဖြစ်နေတော့တပြီလုံးကိုပြန်ဆက်ရမှာပါဆိုတော့အခုတန်တန်တန်အကုန်တိုင်းတိုင်းကပူနေတာ ဒါပေမဲ့မုတ်တုံဝင်တဲ့နေရာတွေကအခုတောင်ပိုင်းပေါ့တောင်ပိုင်းဒေသတွေပေါ့မုတ်တုံနေသားကြီးပေါ့အဲအဲ့ရတဲ့မုတ်တုံဝင်တော့လဲတဲ့လက်ရှိနေထားရတော့ဟလားတော့ပြောလို့ဒီဒီဟိုဒီလိုမျိုးညံမှုတွေရှိနေတဲ့အခါဖြစ်တဲ့အတွက်အဲအဲ့ဘက်ဘက်တည်းကမှဖြစ်လို့မုတ်တုံဝင်တဲ့နေရာတွေကလည်းအဲ့ပူပူပူရောပူပြီးတော့ဟလားမုံရံညနေပိုင်းနေမှာဒေရင်းနေ ဝိရိယောင်းနေဖြစ်ပြီးလေရင်းတိုက်တာတွေဒါလည်းတတိယနဲ့အလယ်ပိုင်းတွေလည်းထုံနေကြောင်းမို့ဒီကာလမိုးကြိုကာလဖြစ်တဲ့အတွက်တော့မိုးကြိုကာလကတော့တတိယလုံးလုံးမှာမိုးတိမ်တော့ဖြစ်တော့မှုတွေရှိပြီးတော့ပြည့်နော်တတိယလုံးတတိယအနောက်တောင်မုတ်တုံလီဟာမေလ12ရက်မှ14ရက်အတွင်းမြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့၎င်း မေလ15ရက်မှ18ရက်အတွင်းမြဝကျွန်းပေါ်ဒေသများသို့၎င်းမေလ19ရက်မှ24ရက်အတွင်းမြန်မာနိုင်ငံအလဲပိုင်းဒေသများသို့၎င်းအသီးသီးဝေရောက်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။ကက်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ော် တောင်ပိုင်းတို့မှာလေပြင်းအားနဲ့ရေဝန်တစ်ချိန်ဖြစ်ပေါ်နိုင်ပြီးပုံမှုအားကောင်းလာကမုန်တိုင်းငယ်ဖြစ်သို့ရောက်ရှိလာနိုင်လို့တတိပုနေထိုင်တဲ့တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဖော်ပြထားပါတယ်။